ဒါကတော့ Air Force 1ပါဒီလေယာဉ်ကလေယာဉ်လောကမှာအလွန်တမဲကြီးထင်ရှားတဲ့လေယာဉ်တစ်စင်းဖြစ်ပါတယ်ဒါပေမဲ့ဒါကရိုးရိုးလေယာဉ်မဟုတ်ပါဘူးစက်သွယ်ရေးဌာနတစ်ခုလို့ဤပညာကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့လေယာဉ်တစ်စင်းဖြစ်ပါတယ် American အင်အားကြီးမှုကိုတတ်သိပြနေတဲ့အပြာနဲ့ဖြူအောင်ရောဆက်အလှဆင်ထားတဲ့လေယာဉ်လေးဖြစ်ပါတယ်အန်အောပွဲနောက်တစ်ချက်ကတော့ဒီလေယာဉ်ရဲ့လေထဲမှာ10မိနစ်နေနိုင်ဖို့ American ပြည်သူတွေရဲ့အခွန်ငွေနဲ့တုံးထားတာပါ 10မိနစ်ကို3433ဒေါ်လာအောင်ကျတင်ပါတယ်။တနအီမှာ26000ဒေါ်လာအထိအသုံးပြုနေတဲ့လေယာဉ်ဖြစ်ပါတယ်။တကယ်တမ်းလေယာဉ်တစ်စင်းပြန်တန်းနိုင်မှုအတွက်အမေရိကန်ပြည်သူတွေဒေါ်လာ1000ချီပေးနေရတာဘာကြောင့်များလဲ။အဲ့ဒီအကြောင်းကိုပြန်ရှင်းပြပါမယ်။ Air Force 1လေယာဉ်ဟာမြေပြင်ထက်4500ပေမြင့်တဲ့နေရာမှာ တနအီကို985မိုင်နဲ့ပြန်တန်းနိုင်ပါတယ်။တပြိုင်တည်းထဲမှာလည်းကမ္ဘာ အင်အားအကြီးဆုံးနိုင်ငံရဲ့တမရအတွက်နိုင်ငံရေးခရီးစဉ်တွေမှာတာဝန်ထမ်းဆောင်နေရပါတယ်။ဒါကူက Air Force 1ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။လက်ရှိတမရအတွက်သုံးနေတဲ့လေယာဉ်တွေထဲမှာ Boeing 747-200 model နဲ့စစ်တပ်က VC-25A လို့ခေါ်တဲ့လေယာဉ်နှစ်စင်းပါဝင်ပါတယ်။ဒါပေမဲ့တမရအတွက်ကဒီလေယာဉ်တွေနဲ့တင်မလုံလောက်ပါဘူး။ဒီလေယာဉ်တွေဟာ UU series ထုတ်ကုန်အမျိုးအစားလေယာဉ်တွေမဟုတ်ဘဲအပြင်အစင်အထူးပြုလုပ်ထားပြီးလက်ရှိတမရအတွက် mobile အမိတ်ပေးရေးဗဟုအဖြစ် လေဘော်ကသမရအင်ဖြူရော ဖြစ်တင်စားရလောက်အောင်တိစောက်ထားတာဖြစ်ပါတယ်။လေရင်တိုင်းမှာအထက်သုံးတက်ရှိပြီးအေရီယာ၄000စတူယန်ပေရှိပါတယ်။ဒါကအမေရိကန်ကအင်ဂျီတလုံးနဲ့တောင် တူနေပါသေးတယ်။သမရအတွက်ကတော့ရုံငန်းကြီးတစ်ခန်း၊ညီလာခံခန်းမတစ်ခန်း၊အိတ်ခန်းတွေနဲ့ရေချိုးခန်းတွေပါဝင်ပါတယ်။ဆေးဘက်ဆိုင်ရာအခန်းတစ်ခန်းကိုပါအသင့်ပြင်ဆင်ထားပြီးချက်ချင်းခွဲစိတ်ခန်းအဖြစ်ပြောင်းလဲအလုပ်လုပ်နိုင်ပါတယ်။အဲ့ဒီမှာသမရအတွက်အမြဲတမ်းတာဝန်ယူထားတဲ့ဆရာဝန်တဦးလည်းပါပါတယ်။ ဒါအပြင်လုံခြုံရေးအတွက်လည်းစိတ်ချရအောင်စီမံထားပါတယ်။တမရစီလာတဲ့လေရင်ကိုလွယ်လွယ်ချေရခံလို့မရအောင်ခွဲထားမရနိုင်အောင် တပုံစံနဲ့တူညီတဲ့လေရင်နှစ်စင်းရှိပါတယ်။ဒဇင်းစီလာရင် နောက်ဒဇင်းကအနားမှာဘက်ကက်အဖြစ်လိုက်ပါပါတယ်။ဒါပေမဲ့ Air Force 1ရဲ့အန်အောပွဲအစိပ်ပိုင်းတွေကဒီထက်ပိုစိတ်ဝင်စားစရာကောင်းပါတယ်။အခုမြင်နေရတဲ့ Control Room ထိန်းချုပ်ခန်းကိုကြည့်ပါ။ဒီကနေတမရကကမ္ဘာအမြင့်ဆုံးလိုင်းဆွဲအားနဲ့ဆက်သွယ်မှုတွေအသုံးပြုနိုင်ပါတယ်။ Air Force 1မှာဖုန်း85လုံး fax machine များစွာ mobile wifi နဲ့စစ်တပ်အဆင့်ဖြစ်တဲ့စကားပြောစာပို့ဆက်သွယ်ရေးစနစ်တွေပါဝင်ပါတယ်။တမရက4500ပေးအမြင့်ကနေကဘာပေါ်ကမြည်သူနဲ့မဆိုလုံခြုံစွာဆက်သွယ်နိုင်ပါတယ်။ EMPS electromagnetic pulse ဆိုတဲ့အချိန်မြင့်လျက်စစ်လိုင်းတွေကို တုံ့ပြန်နိုင်အောင် Air Force 1ရဲ့ system တွေကိုခိုင်ခန့်အောင်ပြုလုပ်ထားပါတယ်။ခန္ဓာကိုယ်ပြင်ပိုင်းကိုခံနိုင်ရရှိတဲ့ရှီးတွေနဲ့ပြုလုပ်ထားပြီးမီးလောင်မှုဖယ်ရှားစနစ် တန်လိုက်လိုင်းဖြတ်ဆက်မှုစနစ်နဲ့အပူလိုက်မိုင်းတွေကနေရှောင်ရှားနိုင်တဲ့ဤပညာတွေပါဝင်ပါတယ်။ဤပညာအတိအကျသေးစိတ်ကိုတော့တည်င်းအချက်လက်တွေမထွက်လို့မသိရပေမဲ့ပြန်တန်းရေးအထူးတန်တမန်တွေကဒီလေရင်ဟာပြင်ပကဘေးရန်ရဲ့အများကြီးကိုကာကွယ်နိုင်စွမ်းရှိတယ်လို့ပြောကြပါတယ်။ဒါအပြင်လေထဲမှာတော့ဆီဖြစ်နိုင်တဲ့ area refueling လှုပ်ဆောင်ချက်ပါဝင်ပါတယ်။ဒီနည်းလမ်းနဲ့ KC135 strato tanker လေရင်စီက85ဘီအကွာအချက်မှာပြန်တန်းရင် fuel ရယူနိုင်ပါတယ်။ လုံခြုံရေးကြောင်မကြာခဏမလုပ်ကြပြီမဲ့အရေးတခင်တစ်ခုခုကြုံခဲ့ရင်သမရကတပတ်အထိလေထဲကနေတိုင်းပြည်ကိုစီမံနိုင်တဲ့အခွင့်အရေးရှိပါတယ်။ဒီလေမှာ ပါဝင်တဲ့အင်ဂျင်တွေကလည်းအံ့ဩစရာပါပဲ။လက်ရှိ VC25A မှာ General Electric ထုတ် CF6 8OC2B1 Turbofan engine လေးလုံးကိုအသုံးပြုထားပြီးတလုံးချင်းစီက9650ပေါင်ထိအင်အားဖြစ်တဲ့ Trucks ထုတ်နိုင်ပါတယ်။ ဒီအင်ဂျင်တွေကိုအင်အားကြီးတဲ့အပြင်အထူးယုံကြည်စိတ်ချရမှုကြောင့်ရွေးချယ်ထားတာပါ General Electric ရဲ့အချက်အလက်အရဒီအင်ဂျင်တွေဟာကမ္ဘာတစ်ဝန်းမှာရှိတဲ့လေကြောင်းလိုင်းတွေအနေနဲ့နိုင်ီပေါင်းတန်း90ကျော်အသုံးပြုပြီးသားဖြစ်ပြီးယုံကြည်စိတ်ချရမှုနှုန်းက99.68ရာခိုင်နှုန်းအထိရှိပါတယ်ဒီအင်ဂျင်တွေရဲ့နောက်ထပ်ထူးခြားတာကတော့သမရသုံးဖို့အတွက်အထူးပြင်ဆင်မှုတွေလုပ်ထားတာပါပဲအင်ဂျင်နီယာတွေကအင်ဂျင်အတန်ကိုရှော့ချနိုင်အောင်အတန်ဖေးတဲ့အတန်ဖမ်းပေးတဲ့အထူးနည်းပညာတွေအသုံးပြုထားပါတယ် ဒါအပြင်အဓိကအင်ဂျင်ထိန်းချုပ်ရေးစနစ်တွေကိုလျှက်စစ်လိုင်းဆွဲမှု EMI ကနေကာဝယ်နိုင်အောင်အထူးခံစနစ်တွေထက်ထက်ဆင့်ထည့်သွင်းထားပါတယ်။အရေးကြီးဆုံးအချက်တစ်ခုကတော့ဒီအင်ဂျင်တွေမှာသတိပေးအချက်ပြစနစ်ကိုကြိုတင်သိနိုင်တဲ့အာယုံခံကိရိယာတက်ဆင်ထားတာပါ။ဒီစနစ်ကြောင့်ပြဿနာတစ်ခုခုမဖြစ်ခင်ကြိုတင်ပြုပြင်ထိန်းသိမ်းနိုင်ပြီးသမရဟာစပိုင်းဆိုင်ရာပြဿနာတစ်ခုကြောင့်လုံးဝစိတ်မညစ်အောင်ပြင်ဆင်ထားပါတယ်။အင်ဂျင်တွေဟာတကယ်တမ်းယုံကြည်စိတ်ချဖို့လိုပါတယ်။ ။ဘာလို့လဲဆိုတော့ Air Force 1ဟာကမ္ဘာပြန်တမ်းမှုအများဆုံးလေရင်လို့ဆိုလို့ရပါတယ်။တမရရဲ့လေကြောင်းအသုံးပြုမှုကတစ်နှစ်ကို나이ပေါင်းသိမ့်နဲ့ချီပါတယ်။လွန်ခဲ့တဲ့2050တွင်းမှာပဲ Air Force 1ဟာတမရနဲ့အတူနိုင်ငံပေါင်း140ခန့်ကိုတွားလာခဲ့ပြီးစုစုပေါင်းမိုင်9တန်းခန့်ပြန်တမ်းခဲ့ပါတယ်။ဒီခရီးစဉ်တွေထဲမှာတမရဥပမာဟာသူ့တောင်ဝင်ချိန်2ချိန်အတွင်းခရီး58ချိန်တမရထရန့်ကသူ့တောင်ဝင်ပထမဆုံးချိန်အတွင်း25ချိန်ခရီးထွက်ခဲ့ပါတယ်။ ဒီလိုအမြဲပြေးဆွဲနေရတဲ့လေရင်တစင်းရဲ့နောက်ကွယ်မှာအလွန်ရှုပ်ထွေးတဲ့စီမံခန့်ခွဲမှုတွေရှိပါတယ်။တမရတဦးရဲ့ခရီးစဉ်ဟာ Air Force 1ပေါ်တက်မဲ့နေ့တနေ့တည်းနဲ့မဟုတ်ပါဘူး။တပတ်တလလောက်အလိုကလေးကစနစ်တကျစီစဉ်ထားရပါတယ်။ Sea Sampling Globe Master ဆိုတဲ့ Cargo Aircraft ဟာတမရခရီးမထွက်ခင်မှာပဲတမရရဲ့ Limousine ကား Marine One ရေရင်နဲ့အရေးကြီးပစ္စည်းတွေအများကြီးကိုပထမနေပြီးနှက်သွားပါတယ်။တမရဟာများသောအားဖြင့်လေရင်တစင်းနဲ့မပြန့်တမ်းပါဘူး။ Air Force 1ဟာတခြားဘက်ကလင်းရင်တွေနဲ့အတူပြန်တန်းတယ်လို့လေတပ်ကလေကြောင်းလုံခြုံရေးစပို့တွေလည်းပေးပါသေးတယ်။တမရတူရဲ့စဉ်သက်မှုဟာစဉ်းစားထားတဲ့အတိုင်းတိကျမှုရှိတဲ့ဇက်ကွက်တစ်ခုပါပဲ။ Air Force 1တစ်စင်းဟာနိုင်ငံတစ်ခုရဲ့လေစိတ်ကိုဆင်းတဲ့အခါမိနစ်ကအစတိကျမှုရှိပါတယ်။ပြန်တန်းမှုတိုင်းဟာမြေပြင်မှာရှိတဲ့လုံခြုံရေးအဖွဲ့တွေဆက်သွယ်ရေးအထူးအရာရှိတွေနဲ့တမရရဲ့လေရင်ဖြစ်စဉ်တိုင်းကိုကြိုတင်စီစဉ်ထားတဲ့ advanced team တွေနဲ့ချိတ်ဆက်မှုအပြည့်အဝရှိပြီးဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍတစ်ခုလုံးက나이မြားတစ်ချက်စီလှဲ့တယ်လို့တိကျမှုနဲ့လှုပ်ဆောင်သွားရတာဖြစ်ပါတယ်။ဒါအပြင်ပြန်တမ်းမှုတွေငွေကြေးအမြောက်များကုန်ကြတာရဲ့အကြောင်းရင်းကတော့စီပမာဏနဲ့ပတ်သက်ပါတယ်။ Air Force 1ဟာခရီးတစ်ခါသွားရင်လေယာဉ်စီ9300ဂါလန်လောက်ယူထားပါတယ်။ဒါဟာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေနဲ့မတူတဲ့အရေးအတွက်ဖြစ်ပါတယ်။ဒါပေမဲ့ series ထုတ်လင်းတွေဟာရောက်ဖို့အတိအကျလိုအပ်တဲ့ပမာဏနဲ့ရင်ပြန်တန်းကြပါဗျ။ Air Force 1ကတော့အလွန်များတဲ့စီတူလောင်ကန်းပါပါဗျ။ ဒါပေမဲ့လင်းရင်စီများများတုံးတာကသာကုန်ကြစရိတ်များရတဲ့အကြောင်းရင်းမဟုတ်ပါဘူး။နိုင်ငံသားမှစီဖြစ်တဲ့အခါမှာတကားလိုင်းချင်းစီကိုစစ်ဆေးမှုတွေအများကြီးလုပ်ရပါတယ်။ Air Force Petroleum Agency ကနေလင်းရင်ရဲ့စီဘေးစနစ်ထဲမှဝင်ခဲ့ Fuel Authentication လုပ်ငန်းစဉ်နဲ့စစ်ဆေးပြီးမှလက်ခံပါတယ်။ပြီးတော့ train ဖြစ်ပြီးရွေးချယ်ပြီးသား technician တွေကတကားလန်ချင်းစီကိုတန်ရှင်းမှုနဲ့လုံခြုံရေးဆိုင်ရာချို့တဲ့ချက်ရှိမှရှိစစ်ဆေးပါတယ်။ဒါမျိုး fuel authentication လုပ်ငန်းစဉ်ကို နိုင်ငံထက်ကလင်းစီဖြစ်တဲ့နေရာတိုင်းမှာပြုတ်လို့ရတာကြောင့်တမရခရီးစဉ်ကတိတ်မလွယ်လှပါဘူး။ဒါလည်းမကပဲလုံခြုံရေးဆိုင်ရာအချက်လက်တွေပေါ်မှာလည်း fuel tap ပို့ပြီးအလေးထားကြပါရစေ။ secret survey ဟာလင်းရင်ကိုဝိုင်းဝန်းကာကွယ်တဲ့လုံခြုံရေး security ring တွေအသုံးပြုပါရစေ။အဲဒီမှာပါဝင်တဲ့အဖွဲ့တွေကတော့ counter surveillance teams လေစိမ့်နယ်မြေပတ်ဝန်းကျင်ကိုစောင့်ကြည့်ရေးအဖွဲ့ explosive detection specialist လေရင်နဲ့ပတ်ဝန်းကျင်ကိုဘုံစစ်စင်ရေးအဖွဲ့ counter Counter Sniper Teams အဖွဲ့လို့ဖြစ်ပါတယ်။ဒါရီအားလုံးဟာသမရတအူရဲ့ခီးစဉ်တစ်ခုအတွက်အနှဲငယ်မှတော့မလွဲမသွေပဲစနစ်တကျလှုပ်ဆောင်နေကြတာပါ။ Air Force 1ပေါ်မှာစားတောက်စရာတွေကိုပါ လုံခြုံရေးစနစ်တစ်ခုအဖြစ်အထူးအလေးပေးထားပါတယ်။လူပုဂ္ဂလိကလေကြောင်းလိုင်းတွေမှာလို့ချက်ပြီးသားအစားအစာတွေကိုကုမ္ပဏီကပို့တာမျိုးမဟုတ်ပါဘူး။ Air Force 1မှာတော့စစ်တပ်စဖို့မှုတွေက အထူးလုံခြုံရေးအဆောက်အအုံတစ်ခုအတွင်းမှာပဲချက်ပြုတ်ပါတယ်။ဒီစဖို့မှုတွေကတော့ရေဘူးရအဖြစ် Navy ရဲ့သမရအစားအစာဝန်ဆောင်မှုတပ်ဖွဲ့ကသူတွေဖြစ်ပြီး background checks တွေကို special ကြော်ဖတ်ပြီးသားလူတွေဖြစ်ပါတယ်။အစားအစာကင်တွေရမှာပါ စီးကန်းလုံခြုံမှုတွေကိုတင်းကျပ်စွာလိုက်နာကြပါတယ်။ Coffee နဲ့လက်ဖက်ရည်တွေအတွက်အသုံးပြုတဲ့ရည်ကိုပါ American Twin ကယုံကြည်စိတ်ချရတဲ့ရည်အရင်းမြစ်တွေကနေပို့ဆောင်ထားတာပါ။ဒီလိုလက်ပတ်မှုတွေအတွက်အပြင်သမရအတွက်တက်ဆင်ထားတဲ့ဆက်သွယ်ရေးနည်းပညာတွေကြောင့်လည်းကုန်ကြမှုများရတာဖြစ်ပါတယ်။ ်တမရရဲ့ဆက်သွယ်ရေးအမျိုးမျိုးကိုကမ္ဘာပေါ်မှာပယ်နေရမဆိုဇက်တိုက်အသုံးပြုနိုင်ဖို့အတွက်ထူးခြားတဲ့အင်ဂျင်နီယာပညာလိုအပ်ပါတယ်ဒီရွေချက်တွေတမရကတကမ္ဘာလုံးနဲ့တပြိုင်တည်းချိတ်ဆက်နိုင်တဲ့မျိုးစုံအသုံးပြုနိုင်တဲ့အင်တာနာစနစ်ကိုအသုံးပြုထားပါတယ် quarterback လို့ခေါ်တဲ့ဆက်သွယ်ရေးစနစ်ကတော့တန်တရားမရှိအောင်ချိတ်ဆက်မှု encrypt အသံ video data line တွေနဲ့အလိုလျောက်အလဲအလှယ်ပြုနိုင်တဲ့ချိတ်ဆက်နည်းပညာကိုပံ့ပိုးပေးပါတယ်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု မအောင်မြင်သွားရင်တော့အခြားနည်းလမ်းတစ်ခုစီကိုချက်ချင်းပြောင်းလဲနိုင်တာကြောင့်တမရရဲ့အရေးကြီးဆက်သွယ်မှုတွေပေါ်ထိခိုက်မှုမရှိသေးပါဘူး။ဒါအပြင်ကမ္ဘာတဝန်းလုံးမှာလုံခြုံရေးအခြေအနေတွေအမြန်ပြောင်းလဲနေတဲ့အတွက် Air Force 1ရဲ့ဤပညာနဲ့လုံထုံးလုံနည်းတွေကိုလည်းအမြဲပြောင်းလဲပြီးနောက်ဆုံးပေါ်ဖြစ်အောင်လုပ်နေရပါတယ်။ကိုမြင်တောင်စတေတိုက်ခိုက်မှုပြီးမှာတော့ Air Force 1ရဲ့လုံခြုံရေးစီးမြင့်တွေကိုပြီးပြည့်စုံအောင်ပြန်လည်ပြုပြင်ခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်နေချိန်မှာသမ္မတ George W Bush က ၈နာရီနီးပါးတော့လေထဲမှာနေနေရတာဖြစ်ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းကလေးကလေရင်မှာအကောင်းဆုံးကာဝေးစနစ်တွေပုံမိုထည့်သွင်းလာခဲ့ပြီးရန်သူအန်ရဲ့အစ်တွေပေါ်ထွက်လာရင်တော့ upgrade ပြုလုပ်နေကြပါတယ်။ဒီလိုလုံခြုံရေးတိုးတက်မှုဖြစ်စဉ်ကလေရင်လက်ပတ်မှုအတွက်ကုန်ကြစရိတ်ကြီးမားလာစေပါတယ်။အထူးသဖြင့်လေရင်ကိုယ်ရဲ့ပေါ်ရံကလည်းလုံခြုံရေးအတွက်အသုံးဝင်ပါတယ်။လက်ရှိ Air Force 1ရဲ့အပြာနဲ့အဖြူရောင်တွေကအသွင်ပြင်အားဖြင့်ထင်ကြပ်ဖြစ်စေတယ်လို့တိုက်ခိုက်မှုကင်းရှင်းဖို့ တက်တကယ်ရည်ရွယ်ချက်လည်းပါဝင်ပါတယ်ဒီရောင်တွေရဲ့အောက်ကကိုရယ်တွေအတွင်းမှာရေဒါကိုစုပ်သွင်းနိုင်တဲ့ကမ်မကယ်တွေပါဝင်ပါတယ်ဒါကြောင့်လေယာဉ်ကိုရန်သူရဲ့ရေဒါစနစ်တွေကစောင့်ကြည့်ဖမ်းယူဖို့ခက်ခဲသွားပါတယ်ဒီစနစ်ရဲ့တည်ဆောက်မှုကိုတော့လျှို့ဝှက်ထားပြီးမဖော်ပြနိုင်သေးပါဘူးဒါကြောင့်လေဒီကာဝေးစနစ်တွေကသမရကိုကာကွယ်ဖို့အတွက်အရေးပါကြောင်းပြသနေပါဗျ။ဒါပေမဲ့ဒီလိုနီးပညာနဲ့လုံခြုံရေးစနစ်တွေဟာဈေးချိုလှတာမဟုတ်ပါဘူး။ လက်ရှိ VC25A လေရင်တစည်းရဲ့ဈေးနှုန်းကထုတ်လုပ်ဈေးကဒေါ်လာ325မီလီယံလောက်ရှိပါတယ်။ဒါကိုဒီနေ့ခေတ္တမိုးနဲ့ညှိလိုက်ရင်တစည်းကိုဒေါ်လာ800မီလီယံလောက်ရှိပါတယ်။ဥပမာအားဖြင့်တမရဂျပန်ကိုတန်တမန်ကြီးလာကန်တက်ဖို့အတွက်ခရီးသွားမယ်ဆိုရင်လေရင်အသုံးစရိတ်အနေနဲ့တင်ဒေါ်လာ1.5မီလီယံလောက်ကျာနိုင်ပါတယ်။ဒီထဲမှာလည်းလုံခြုံရေးကြိုတင်ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတွေနဲ့အခြားထောက်ပံ့မှုစရိတ်တွေမပါသေးပါဘူး။ ဒါပေမဲ့အဟောင်းဖြစ်လာတဲ့ BC25 လင်းတွေကိုအစားထိုးဖို့ပြင်ဆင်နေရင်းနဲ့အသုံးစရိတ်တွေဟာပိုပြီးများလာနေတာကိုတွေ့ရပါတယ်။2018ခုနှစ်မှာ Air Force 1က Boeing နဲ့စုစုပေါင်း3.6ဘီလီယံတန်ချုပ်ဆုံမှုတစ်ခုလုပ်ခဲ့ပါတယ်။ Boeing က7478 model ကိုအခြေခံပြီးအသစ်ထုတ်လုပ်မဲ့ Air Force 1လေယာဉ်နှစ်စီးပေးအပ်ရမှာဖြစ်ပါတယ်။ဒီနောက်ဆုံးမော်လေယာဉ်တွေကို VC25B လို့ခေါ်ပြီးမူလအစီအစဉ်အရ2024ခုနှစ်အတွင်းမှာပေးအပ်မယ်ဆိုထားခဲ့ပြီးမြေ တိုးတက်မှုအခက်အခဲတွေကြောင့်အချိန်ဇယားဟာ2029ခုနှစ်အထိရွှေ့လိုက်ရပါတယ်။ဒီလေရင်အစ်စ်တွေကိုတိစောက်ဖို့အင်ဂျင်နီယာနီးပညာအခက်အခဲတွေကအလွန်များပြားကြီးမှာပါတယ်။နီးပညာအနေနဲ့ခေတ်သစ်အဆင့်တန်းရမြင်မာတဲ့နီးစနစ်တွေထည့်သွင်းဖန်တီးရသလိုတစုံတစ်ခုမှမပြတ်စီရပဲအပြည့်အဝယုံကြည်စိတ်ချမှုကိုလည်းရရှိစေရပါတယ်။ဒီလိုမျိုးလုံးဝအလွဲမဖြစ်တဲ့လေရင်တွေဖြစ်တာကြောင့်စနစ်တိုင်းမှာထပ်မံအစားထိုးနိုင်တဲ့ redundancy တွေပါဝင်ဖို့လိုပါတယ်။ ပစ္စည်းအစိတ်ပိုင်းတိုင်းမှာလည်းလူပုဂ္ဂလိက၄ချောင်းစင်တန်းများစွာကျော်လွန်တဲ့စမ်းသပ်မှုတွေခံရပါတယ်။ဒီစွမ်းဆောင်ရည်တွေကုံပေါင်းပြီးနောက်ပိုင်းမှာတော့လေချောင်းအင်ဂျင်နီယာနီးပညာရဲ့ထိတ်ဆုံးကိုကိုးစားပြုနိုင်မဲ့လေရင်တစည်းအဖြစ်ထွက်ပေါ်လာမှာပါ။ဒါဟာဘလူချင်းချောင်းမှုမျိုးကိုမဆိုခံနိုင်ရရှိအောင် တီထွင်ထားတဲ့ပုဂ္ဂလိကလေရင်အမိန့်အာဏာဌာန Custom Bay Flying Command Post တခုဖြစ်လာမှာပါ။ဥပမာအနေနဲ့ Boeing ကဒီလေရင်မှာ EMP Electromagnetic Box ကာကွယ်ရေးစနစ်ထည့်သွင်းဖန်တီးနေပါတယ်။ ဒီစနစ်ဟာနျူကလ িয়ার ပောက်ကွဲမှုတုံ့ပြန်မှုကြောင့်ဖြစ်လာတဲ့လျှက်စစ်တန်လိုက်လှုပ်ရှားမှုတွေကနေအရေးကြီးအီလက်ထရောနစ်စနစ်တွေကိုကာကွယ်နိုင်ပါတယ်။ဒီနည်းပညာကိုအသုံးပြုဖို့ aircraft ရဲ့အပြင်အလှအတွက်အထူးပစ္စည်းတွေလိုအပ်သလိုအထူးလှုပ်ရှားမှုခံနိုင်တဲ့ circuit design တွေနဲ့ custom software algorithm တွေလည်းလိုအပ်ပါတယ်။ဒါတွေကမဖြစ်မနေဆက်သွယ်မှုစနစ်တွေကို EMP ဖြစ်စင်အောင်မပြတ်ဘဲထိန်းထားနိုင်အောင်လုပ်ပေးပါတယ်။ ဒီစနစ်တွေကိုစမ်းသပ်ဖို့လိုအပ်တဲ့အစီအစဉ်တစ်ခုတည်းကတော့တန်းချီတန်းပြီးအထူးဖန်တီးထားတဲ့စမ်းသပ်ရုံတွေမှာနျူကလ িয়ার တက်တန်တက်ရောက်မှုတွေဆိုင်ရာ simulation တွေလုပ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဤပညာတိုးတက်မှုအမျိုးမျိုးကြောင့်10မိနစ်ကိုဒေါ်လာ3433တန်နေရတာပါ။ပရိသတ်ကြီးရော Air Force 1လေယာဉ်ပေါ်ဘယ်လိုမြင်ပါသလဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။